အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွတ်တိုင်ရပါကဲကျွန်တော်ကဘာခေါကင်းနဲ့ပတ်သက်ပြီးတော့ဟောတယ်ပြောတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း2025နဲ့ပတ်သက်တဲ့ဟောကင်းလည်းကျွန်တော်ဟောချက်တွေထုတ်ခဲ့ပြီးပြီအဲ့တော့နော်ဒီအဲ့တော့နေစရာရှိတယ်လူတွေရှိလာတယ်အဲ့ဒါပါလဲဆိုတော့2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ်အဲ့တော့ ျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုမြင်တိုင်းပြောရမယ်ဆိုရင်ဒီ2025အတွက်ဘာလို့ဒီမနိုင်ငံကြီးနဲ့ပတ်သက်ပြီးကဏ္ဍမှာအစိုးရကြားတဲ့ကတ်တီဒီကတ်နော်ပြောရမယ်ဆိုရင်တော့ဒီဟာကဒီကဘာဟော်ခင်းနေနမိတ်နေနဲ့ပတ်သက်ပြီးရောအရန်နမည်ကြီးပါတယ်ဆိုရင် North Star Dame ရဲ့ Terror Cat ထဲရနော်နမက်ကိုကူမြောက်ကတ်ကတ်ကကြတော့ The Harmil Core ကတ်ကြတယ်ဟုတ်ပြီဒီကတ်မှာဟောပြထားတဲ့ ျွန်တော်စာလေးချို့ကျွန်တော်ဖတ်ပြမယ် Two revolution made by the evil Sigwell Chamber Kenneth and their dispensation เนาะကျွန်တော်အတန်းထက်တာမိုင်းလည်းမမယ် Okay ပြောနေတဲ့အတိပဲတခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြောမလားအပြီးသူစစ်ကောင်စီကြအဆုံးဖို့ရှိလားမရှိသေးဘူးဒါကျွန်တော်အပေါ်လင်းဆုံးပြောပြတာအဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲ ဒီမှာဒီတက်ရဲ့အဆိုရဘာဖြစ်လဲဆိုတော့နော် revolution ပေါ့တော်လိုင်းကြီးအဲ့ဒီလက်တော်လိုင်းဖြစ်နေရပါပေါ့ဒီတက်ပုံပြီးတော့လိုင်းဖြစ်စရာလိုအပ်လားပြောမှဆိုတော့လိုအပ်တယ်ဒီမှာမပြရလဲဆိုတော့ true revolution ကိုပြရတယ်တော်လန်မှုနှစ်ရက်လို့ပြရတယ်တော်လန်မှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိအောက်ဆိုးနေတယ်အောက်ချုံနေတယ်နော်ဒီစစ်ကောင်စီအောက်စုစစ်အာဏာရှင်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တက်ဒါဒီဒီစစ်ကောင်စပြီးတော့အလားတင်ကြရစပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတွန်းလှန်နေတဲ့သူတွေရှိတယ်ဒါတော့ပုံမှန် revolution 2021တည်းကစပြီးတော့ခုချိန်ကြီးတိုင်အောင်ဆက်လက်ပြီးတိုက်နေတုံးမယ်ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာပြောချင်တာ2025မှာဖြစ်လာမဲ့ two revolution ကဂျိန်တစ်ခါမှမတိုက်တဲ့သူတွေပေါ်လာမှာဘယ်လိုဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာ တရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆိုသူတို့အချင်းချင်းနဲ့စစ်တက်ထဲကနေပြီးတော့တက်ထဲရနေပြီးတော့ပဲမနစ်ကတော့မှလည်းအစုလိုက်အပြိုလိုက်ကြီးပေါ့နော်ဒီတော်လန်ပို့ဆိုပြီးတော့မှဒီနော်ဟိုလက်နဲ့ချပြီးအလင်းဝင်သွားသူတွေအမြောင်များရှိတယ်ဒီနှစ်ဒီကြီးကျယ်တော့လက်နဲ့ချဟုတ်အလားလားအရင်များတယ်အချက်နော်ရီဗိုလူရှင်းကကြတော့ဘာလဲဆိုတော့တကြိမ်တစ်ခါမှမပါဝင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော်လူတွေ ချမ်းသာတဲ့သူတွေအမြောက်များပါလာမယ်။ဘာကြောင့်ပါလာမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့2025မှာတွေ့နေရမြင်နေရတာပဲ။ကျွန်တော်တို့ဒီသူတွေအပေါ်မှာရောမြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေအပေါ်မှာရောအဆန်ရှိတဲ့အတိုင်းဝိုင်းတွေအပေါ်မှာရောဆက်ဆံနေတဲ့အရာများများအလုံးတည်မတရားစွာဆက်ဆံနေရတဲ့အမြောက်များများတယ်။အဲ့တော့အဲ့ဒီဖြစ်လာမှကြီးကြီး။အဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲ။နောက်တစ်ချက်ပြောမယ်။ကမ္ဘာဟောင်းကိန်းမှာကျွန်တော်ဟောခဲ့တယ်။ကမ္ဘာဟောင်းကိန်းကို လိုင်းရှင်မီကြည့်မယ်ဆိုရင်ကဘာတဝန်းတော့မှလည်းဟိုနေရာတစုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်တဲ့ပြစ်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ်နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တစ်ခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်တို့ကပြီးတော့ပါလဲဆိုတော့ဒီလူမှုရေးနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက်ဖိအားတွေပေးကြတယ်ဒီလိုတိုက်ပွဲကိုခေါ်တာပေါ့တနက်နဲ့အုံအုံအနတိုင်းပြစ်မှာတိုက်ပွဲမဟုတ်ဘူးအဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မယ်မရှိလာကြတော့မရှိဘူးအဲ့တော့အဓိကတော့ပါလဲဆိုတော့ အမေရိကနိုင်ငံကြီးအမေရိကန်နိုင်ငံကြီးရဲ့အားပြိုင်မှုကကမ္ဘာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်။ခုဒေါ်လာထရန့်တက်လာတယ်တက်လာပြီတက်လာပြီးကြရနေတိုင်းကို policy တစ်မျိုးမှုတစ်မျိုးဥပဒေတစ်ခုမှတစ်ခုလုံနေတယ်။နော်လုံနေတယ်အဲ့လုံနေတဲ့ဟာကအချို့တိုင်းမီတီပြလုံးဝလုံးဝအဆင်မပြေဘူးအချို့တိုင်းမီတီတော့အဆင်ပြေပါမယ်အချို့ຢာတွေတော့အခက်အခဲတွေရှိပါမယ်အဲ့တော့သူတက်ရှင်းကကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုးတာလည်းအများကြီးမြတ်မယ်ဒါပေမဲ့ပြောလို့လားကြတော့ ဒရန်ထရန်ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်အဲ့ဒီကြည်လာတဲ့တရားမှုကအရန်ပြင်းတယ်ပုံမှန်မဟုတ်ဘူးအဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတ်တစ်ခုကြာလာတယ်ကျွန်တော်မနေ့ကတော့မှလည်းကျွန်တော်ဒီကပတ်ဟောင်းကင်းကိုတင်ခဲ့တယ်တင်ခဲ့တဲ့အချိန်တုန်းကလည်းဒေါ်လန်ထရန့်ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်။ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်းလှိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်။ပြောရမယ်ဆိုရင်တော့အိန္ဒိယက တိတ်လို့ကောအမေရိကကတော့သုံးပြိုင်နေတယ်။ဟိုဂျိုးဘိုင်ဒန်အချိန်မှာတော့လော့ဘိုကတိတ်တော့ဟိုမရှိဘူးတော့ဒါပါတော့အဲ့တော့ဒရန်ထရန်ကကြတော့သူကအချိုးမြက်ကိုကြည့်ရတယ်။ဖြစ်လာမဲ့ reset ကိုကြည့်ရတယ်။အချိုးမြက်ကိုကြည့်ရတယ်။ဘာအချိုးမြက်လဲဆိုတော့ကြည့်ရတယ်ပေါ့။ပြောမှဆိုတော့သူကနိုင်ငံသမားနဲ့စီးပွားရေးသမားဆန်တာဗျာ။ဒါကျွန်တော်ဘာမှသိတာမဟုတ်နော်ကျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပဲတက်ပြီးတော့ပဲရှင်ပြဲပြီးရဲနဲ့ပြောတာပဲရှိတယ်။အဲ့တော့ 2025မှာမြန်မာနိုင်ငံကကြီးကြပ်ကြောင်းလဲလို့ရှိတယ်။ပြောချင်တာကတော့အရင်တုန်းကဆိုရင်မြန်မာနိုင်ငံအင်အားကိုအခြားနိုင်ငံကြီးတွေကလာရောက်ဖိတိတ်တာလို့ပါတော့သိမရှိဘူး။မြန်မာနိုင်ငံဆိုရင်စီဆွေးရလဲစောက်ကူမဆိုင်ဘူးတိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြလာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့စီဆွေးရကဒီနှစ်မှာစောက်ကူဆိုင်ရှာတွေပေါ်လာမှာ။အဲ့တော့တော်လိုင်းကြီးအောင်မြင်မလားလို့မေးရင်တော်လိုင်းကြီးကဘာကိုအောင်မြင်တာလဲ။နော်တော်လိုင်းကြီးအောင်မြင်တယ်ဆိုတော့ခင်ဗျားဘယ်လောက်ထိတွေးထားလဲ။စရလာရှင်ကြာမအောင်မြင်ပါလား။ ်ဆန္ဒရှင်ကသူ့ရဲ့ဒီပလင်ပေါ်မှာခြေကုပ်ပြီးထာနေတော့မယ်သူ့ရဲ့လောက်ပိုင်ခွင့်တွေကဖြည်းဖြည်းဖြည်းနဲ့အပေါင်ကျင်းလာရင်လေသူ့ရဲ့အာဏာကျလာတာပဲဗျာအဲ့တော့2025မှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းတွေကျင်းလာတာပါနော်ပလင်ပေါ်တော့မစင်သေးဘူးနော်ပလင်ပေါ်တော့မစင်သေးဘူးသူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းတွေကျင်းလာမယ်သူ့ရဲ့ nebel လေးတွေကျင်းလာမယ်ဒါပဲပြီးရခါကျတော့ကျွန်တော်တို့တော်လိုင်းအင်အားစုမှာရှိနေတဲ့သူတွေရဲ့အင်အားတွေတိုးလာမယ် ဲ့လိုအင်အားတွေတိုးရတယ်မှာဖြစ်လာတယ်ဆိုတော့အတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်ဒီကာလပါဆိုရဟန်းကိုမြင်နေရတယ်အဲ့လာနေကတော့အတက်နိုင်တတိယအတိုင်းပဲတော်လိုင်းငွေတွေကိုဘုံတယ်လို့တော်လိုင်းငွေတွေမှာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာရှိတယ်အဲ့လာဒီအဲ့လာဒီကတော့ဒီရှိရလည်းရှိတယ်မရှိနေရလည်းရှိတယ်ဒါကလည်းဖြစ်နေတဲ့အ ਾਇ ရအားလုံးရဲ့ကဲကရှင်ကိုနိုင်မယ်တိမယ်ကျွန်တော်ဘာတွေပတ်သက်ပြီးမပြောချင်ဘူးအဲ့တော့ တူတော်လိုင်းကိုနှေးစီတဲ့ယာရီအောင်ကဒါရီကပါဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်။နော်အတွင်းလိုက်စားတဲ့ချလိုမျိုးအကောင်တွေရှိတယ်။ချလိုမျိုးအကောင်တွေကလည်းအပြင်ကလိုက်စားမှလည်းချမဟုတ်အတွင်းလိုက်စားလည်းချပြီ။အဲ့တော့နောက်ဆက်ငါမှာတော့မြန်မာနိုင်ငံကြီးကန္တမအချိုးခွေပြောင်းလဲဖို့ရှိတယ်။နော်ပြောင်းလဲဖို့ရှိပါတယ်။ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ်။ဆိုးတယ်ဆိုတော့စားတဲ့ဆိုးနေပြီသားပဲ။အဲ့တော့ဆိုးနေတဲ့အထဲမှာကျင်သာရအောင်နေရတဲ့သူတွေအားလုံးကတော့ တိုင်းပဲပေါ့ဘာမှပြန်တာမရှိပေါ့ nothing special ပေါ့တို့တော့ဒီနေ့ကစိုးမယ်နော်စိုးရဲဆိုတာခင်ဗျားတို့သိပါလိမ့်မယ်တလားခု95တလားကြော်ပြီးပါပြီခုနလားပိုင်းလဲရောက်လာပြီဗျာတလားပိုင်းတလားထဲမှာဘာကြီးဖြစ်နေတာခင်ဗျားတို့သိဆုံးဘလောက်ကြီးအောင်ကိုနော်မိပါရီအနေနဲ့ဘလောက်ကြီးအောင်ရင်ခွဲပတ်လက်ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးမယ်အဲ့တော့ရင်ခွဲပတ်လက်ဖြစ်မယ်အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လွတ်မလားစွန့်ပြစ်မလား ီစကားအလကားမဟုတ်နော်ကျွန်တော်ကစွန့်လို့မလားဆိုတာကသာသီဖီးရရင်စွန့်လိုက်ပြီးတော့သူ့လိုရကြီးွားစိုက်တဲ့နေရာကိုသွားစီဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့တဘောနော်ဆိုရဲအရာတွေပေါ့အဲ့တော့အဲ့လိုရှိလာမယ်အဲ့တော့နောက်ဆက်၅ဒီအရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်နော်ဒါပေမဲ့ဟိုကောင်ကြီးနော်နော်ဟိုကောင်ကြီးကလင်ဝိုင်းပြုတ်ကြပါဦးရှိလားရှိတယ်နော်တခုတော့ရှိတယ်သူ့ရဲ့နယ်ပဲသူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်နေနယ်ပဲကြီးကျင်းလာမယ်အဲ့လိုကျင်းလာဖို့တော့လေ revolution တွေများလာလိမ့်မယ်အစိုးဆုံး revolution ကသူ့အတိုင်းဝိုင်းတွေကပဲသူ့ပြန်ပြီးတော့တော်လှန်တဲ့ကိစ္စသူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တသက်မတည့်ယုံကြည်ထားပါတယ်ဆိုတော့နော်သူတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကသူတွေကစခါခါတီးတီးမုံသွားတဲ့ကိစ္စတွေကဒီနေ့ထဲမှာအကြီးကျယ်ဖြစ်လာအဲ့ရှောင်းနေလို့မမြအောင်ဘလောက်နဲ့ပဲဖိအားပေးပေးဘလောက်ဖိအားပေးပေးဘလောက်ဖိအားပေးပေးနော်အဲ့ဒေါ်လာကြီးဖြစ်လာအဲ့တော့ ဲ့တော့ဆိုလေကျွန်တော်တို့ဖက်ကตาနေတာပဲပေါ့အဲ့ဒါပဲရှိလားเนาะအဲ့ကြောင့်မဟုတ်ဘူးပေါ့ तू ကြွားပါမှ तू တေပါမှ तू လည်းပြီးတာမဟုတ်ဘူး तू ကြွားပါမှတော်လိုင်းရင်အောင်မြင်တာမဟုတ်ဘူး level ကြီးကျင်းလာသေးကိုတော်လိုင်းရင်အောင်မြင်တာပါအဲ့တော့သူ့ရဲ့ level ကျင်းလာကျွန်တော်တို့ level เนาะကျယ်လာတဲ့ခါကျရင်လေဒါကြီးအောင်မြင်တဲ့လမ်းကတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကကျွန်တော်ပြောပေးနိုင်တဲ့အရာပါ